်မင်္ဂလာပါရှင်ကျမတော့ဖူးဤဤနွယ်ပါ DV ရမင်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါရမယ်မွန်ပြည်နယ်ရေးမြို့နယ်အာယူတောင်မှာရှိတဲ့စစ်ကောင်စီတပ်343ချင်းမြန်တရင်ကိုရေးဘလူးတော်လိုင်းတပ်ဖွဲ့ကအောက်တိုဘာလ23ရက်နေ့ပိုင်းမှာ60မမလက်နက်ကြီးနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ရေးဘလူးတော်လိုင်းတပ်ဖွဲ့စီကနေသိရပါဗျ။ ရင်းမြုံနယ်အတွင်းမှာရှိတဲ့ကျေးရွာတွေကိုစစ်ကောင်စီတပ်ကလက်နက်ကြီးနဲ့ပစ်ခတ်တဲ့အတွက်ပြန်လည်လက်တုပ်ပြန်တဲ့အနေနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်။မွန်ပြည်နယ်အတွက်စစ်ရေးပြင်ဆင်မှုဟာအဆင်သင့်ဖြစ်နေပြီဖြစ်ပြီး343တပ်ရင်းတွေကို60မမဘုံးသီး3လုံးကြောက်ရောက်ပောက်ကွဲခဲ့ပြီးတော့ထိခိုက်မှုရှိနိုင်ပေမဲ့ထိခိုက်သေးဆုံးမှုအခြေအနေကိုအတိအကျမသိရသေးဘူးလို့ရေးဘလူးတော်လိုင်းတပ်ဖွဲ့တာဝန်ရှိသူကပြောပါတယ်။ အော်တိုဝါလာ၁၀ရက်ကလည်းရေးမြို့ကျောင်းရွာမှာရှိတဲ့အမှတ်963ချင်းမြန်တရင်ကိုရေးဘလူးတော်လိုင်းတပွဲက60မမဘုံတိရင်းနဲ့တွားရောက်တိုက်ခိုက်ခဲ့တယ်လို့ရေးဘလူးတော်လိုင်းတပွဲစီကလည်းသိရပါတယ်ရှင်။ကင်းဒီမျိုးသားများကာကွယ်တပ် KNDF တရင်အမှတ်74ကတက်တီထောင်ချင်း၄နှစ်ပြည့်နဲ့အပတ်စဉ်6တင်းနန်းစင်ပွဲကိုအော်တိုဝါလာ၁၂ရက်မှာပြုလုပ်ခဲ့တယ်လို့ထုတ်ပြန်ပါတယ်။ထိုးစစ်တွေအချိန်မြွေးဖြစ်နိုင်တဲ့အတွက်လူအင်အားဖြန့်နိုင်ဖို့တင်းနန်းတွေပေးနေရတာဖြစ်ပြီး လေးနှစ်တာအတွင်းမှာအခက်အခဲတွေကြားကနေရှေ့ဆက်နေကြတယ်လို့တရင်ဆက်လေးပြန်ကြားတဲ့တာဝန်ရှိသူကပြောပါတယ်။အခမ်းအနားမှာ KNDF စစ်ချီတခြင်းနဲ့ချီတက်လေးပြူတာတပ်ဦးအလံကိုလေးပြူတာ Federal Democracy တိုက်ပွဲအတွင်းကြဆုံခဲ့ရတဲ့အာဇာနည်သူရဲကောင်းတွေကိုအလေးပြုတာနဲ့စူပေးအပ်တာတွေကိုပြုလုပ်ခဲ့လို့သိရပါဗျ။တရင်တီထောင်ပြီး၄နှစ်တာကာလအတွင်းရဲဘော်၃၃ယောက်ကြဆုံခဲ့ရပြီး၄ယောက်ကကိုလက်အင်ကဆုံးရှုံးခဲ့ရတယ်လို့လည်းသိရပါဗျ။ တင်းနှန်းစင်းပွဲနဲ့လေးနှစ်ပြည့်အခမ်းအနားမှာတရင်မှာရှိသူတွေဖိတ်ကြားထားသူတွေနဲ့ဒေသခံပြည်သူတွေစုပေါင်းအယောက်900ကျော်ပါဝင်တက်ရောက်ခဲ့တယ်လို့သိရပါတယ်ရှင်မြန်မာနိုင်ငံမှာအာဏာသိမ်းစစ်တပ်စစ်အုပ်စုလုံးဝမရှိရေးကိစ္စဟာအရေးအကြီးဆုံးဖြစ်တယ်လို့လူပေါင်းတဲ့ဒီမိုကရက်တစ်ပါတီတည်ထောင်တဲ့38နှစ်မြောက်နေ့မှာပါတီဥက္ကဋ္ဌကပြောဆိုလိုက်ပါတယ်မောင်တူးသတင်းပေးပို့ထားပါတယ်ရှင်ဟုတ်ကဲ့ပါရှင်လေးလုံးရေတော်ဘုံကြီးကနေပေါက်ဖွာလာတဲ့ နိုင်ငံရေးပါတီတစ်ခုဖြစ်ပြီးနှွေဦးဒေါ်လန်ရဲ့အတွင်းမှာလည်းပါဝင်တိုက်ပွဲဝင်နေစေဖြစ်တဲ့လူပေါင်းသစ်ဒီမိုကရက်တစ်ပါတီဟာ2025ခုနှစ်အောက်တိုဘာလ14ရက်နေ့မှာပါတီသက်တမ်း39နှစ်ရှိလာပြီဖြစ်ပါတဲ့ဒီလိုပါတီတည်ထောင်တဲ့နေ့မှာပဲဆီအာနာရှင်အမြင့်ပြတ်ပြီးဏီကုန်းချုပ်သွားရေးဟာ အရေးကြီးဆုံးဖြစ်တယ်လို့ပြောဆိုလိုက်တာပါခလေကျွန်တော်တိုင်းပြည်မှာ စေအုပ်စုလုံးဝမရှိတဲ့ကိစ္စအရေးကြီးဆုံးကိစ္စဖြစ်တယ်စေအုပ်စုလုံးဝမရှိမှပဲနူးဒေါ်လာရဲ့ရည်မှန်ချက်တွေဖြစ်တဲ့ကျွန်တော်ဖဲရပြီးတော်စုစနစ်တိဆောက်ရေးဆိုတဲ့တမိုင်းကိုကျွန်တော်ဆက်လို့ရမှာဖြစ်တယ်။ဟောနူးဒေါ်လာရေးကိုကျွန်တော်ဆက်ဆင်နွှဲဖို့ဆိုလို့ရှိရင်ခဏအချိန်နေမှာ ကျွန်တော်တိုင်းပြည်အတွင်းမှာစေအုပ်စုနော်စစ်အာဏာရှင်စနစ်ဒီစနစ် လုံးဝမရှိအောင်စူးစမ်းရမယ့်ကိစ္စ ကျွန်တော်တို့ရဲ့ကိစ္စဖြစ်တယ်စူးစမ်းမဲ့တာဝန်ဟာကျွန်တော်တို့ရဲ့တာဝန်ဖြစ်တယ်လို့ကျွန်တော်တို့ပါတီဝင်ရဲဘော်တူးချင်းစီကခံယူဖို့လိုအပ်တယ်လို့ကျွန်တော်ပြောချင်ပါတယ်ဗျပါတီကိုစတင်တီထောင်စဉ်ကတည်းကမျှော်မှန်းခဲ့တဲ့ဖက်ဒရယ်ပြည်ထောင်စုတိဆောက်ရေးဟာနှွေဦးတော်လည်းကာလမှာအများကြီးခရီးရောက်လာပြီလို့လဲဆိုပါတယ်ကျွန်တော်တို့ဆက်ပြီးတော့ပါတီထူထောင်ကလေးကနေပြီးတော့ညှော်မှန်းခဲ့တဲ့ဆေးရနာရှင်စနစ်နှိဖြတ်ချေမှုန်းပြီးတော့ နိုင်ငံကိုလွတ်လပ်တန်းတူပြီးတော့မျှတာတဲ့ Federal Democracy ပြည်တော်စုတည်ဆောက်ဖို့ဆိုတဲ့ညွှန်မှန်းချက်ကအခုဆိုအများကြီးပို့ပြီးတော့ခီးရောက်လာပြီလို့ပြောချင်ပါတယ်။အပြေအဝါကတော့မရောက်သေးပါဘူး။ကျွန်တော်တို့ဆက်ပြီးတော့စူးစမ်းကြရအောင်ပါပါပဲ။ဒါပေမဲ့အရင်ဒေါ်လာရေးထက်အခု2021ရေဦးဒေါ်လာရေးကရှေ့ကိုတဆင့်တက်သွားပြီဆိုတဲ့အခါတော့တိတိချာချာပြောနိုင်ပါတယ်။လူပေါင်းတဲ့ Democratic Party ဟာရှင်းလင်းလုံးရေတော်ပုံကြီးကနေပေါက်ဖွာလာခဲ့ပြီးဘက္ကတာများအဖွဲ့ချုပ်ចောင်းသားတွေနဲ့ စတင်ဖွဲ့စည်းခဲ့တဲ့နိုင်ငံရေးပါတီတစ်ခုဖြစ်ပါတယ်။အာလူဝန်ဒီဒီမိုကရက်တစ်ပါတီကသူတမိုင်းကြောင်းအရာလေကျွန်တော်တို့ဘာဂတကနေခြေခံပြီးလာခဲ့တာပေါ့ဗျာ။တမိုင်းကြောင်းအရာလေဘာဂတဒီကြောင်းသားလှုပ်ရှားမှုတွေအားလုံးကအာပြည်သူတွေနဲ့တသားရရတည်ရပြည်သူတွေရှေ့ရှုပြီးလှုပ်တာဖြစ်တဲ့အတွက်ဒီဘာဂတကိုခြေခံပြီးပေါ်ပေါက်လာတဲ့လူဝန်ဒီပါတီကလည်းဘာဂတစိတ်ဓာတ်အတိုင်းပြည်သူကိုရည်တည်ပြီးတော့ပြည်သူတွေအတွက် အစီအစဉ်ဆောင်ရမယ်လို့ယုံကြည်ပါတယ်။လူပေါင်းသစ်ဒီမိုကရက်တစ် ပါတီကို2023ခုနှစ်ကနိုင်ငံရေးပါတီမတ်ပုံတင်ထားရကနေကော်မရှင်ကပယ်ဖျက်ခဲ့ပါတယ်။လူပေါင်းသစ်ပါတီကတော့အာနာသိန်းစစ်တပ်ကိုစန့်ကျင်ပြီးຫນွေဦးဒေါ်လာရေးမှာပါဝင်နေသလိုအခု38နှစ်ပြည့်မှာလည်းဆက်အာနာရှင်မရှိအောင် အပြတ်တိုက်ရမယ်လို့ပြောဆိုတိုက်တွန်းနေတာပါခမညာကျွန်တော်မောင်တူးပါ KNY ပြည်နယ်မှာစစ်ကြောင်းထတ်ထိုးလာလို့တိုက်ပွဲတွေပြင်းထန်နေပြီးရိုက်ကွန်မြို့နယ်ကလင်းဖုံကြီးကြီးရွာတိုက်ပွဲအတွင်စစ်ကောင်မရှင်တပ်သား၁၀ယောက်တေဆုံးပြီးတော့လက်နက်နဲ့ခဲယမ်းတွေရခဲ့တယ်လို့ KNY မြို့သားများကကွယ်ရေးတပ်ကထုတ်ပြန်ပါတယ်ဒီသတင်းကို Morris ပြပို့ထားပါတယ်ရှင် KNY ပြည်နယ်ကလွယ်ကော်မြို့နယ်အရှိချမ်းဒီမော့ဆိုမြို့နယ်ဖရူဆိုမြို့နယ် ဘော်လခဲမြို့နယ်နဲ့ဂရနီရှန်နယ်ဆက်ဖဲခုံမြို့နယ်ဘက်ဒီမှာစစ်ကော်မရှင်တပ်နဲ့ PNU ပူးပေါင်းတပ်တွေစစ်မျက်နှာ၅ခုဖွင့်ပြီးထိုးစစ်ဆင်လာတဲ့အတွက်ဒေါ်လာရေးပူးပေါင်းတပ်တွေနဲ့နေစဉ်တိုက်ပွဲတွေဖြစ်နေတယ်လို့ဂရနီအမျိုးသားကာကွယ်ရေးတပ် KNDF ဘက်ကအော်တိုဘာလ17ရက်နေ့မှာသတင်းထုတ်ပြန်ထားတာပါ။အော်တိုဘာလ6ရက်နေ့တရက်ထဲမှာပဲဂရနီပြည်နယ်ကနေရာ၃ခုမှာဒေါ်လာရေးတပ်တွေနဲ့စစ်ကော်မရှင်တပ်တို့ထိတွေ့တိုက်ပွဲဖြစ်ခဲ့ပြီး ရိုက်ကော်မျိုးနယ်တဲကလင်ဖုံးကြီးကျွေးရမှာလဲအင်အား60ကျော်နဲ့ထိုးစစ်ဆင်လာတဲ့စစ်ကော်မရှင်တပ်တွေနဲ့တော်လရင်တပ်ပေါင်းစုတို့နှစ်ရက်ကြာတိုက်ပွဲဖြစ်ခဲ့ပြီးအဲ့ဒီတိုက်ပွဲအတွင်းမှာစစ်ကော်မရှင်တပ်သား10ယောက်ကျော်သေဆုံးပြီးလက်နက်လေးလက်နဲ့ခရမ်းမီးကြောက်တွေရခဲ့တယ်လို့ KNTF ကထုတ်ပြန်ကြမှာဖော်ပြထားပါတယ်။စစ်ကော်မရှင်ဘက်ကတော့ခရနီပြည်နယ်တဲကတိုက်ပွဲသတင်းတွေနဲ့ပတ်သက်ပြီးထုတ်ပြန်တာမရှိသလိုအခုနောက်ပိုင်းထိုးစစ်တွေမှာစစ်မှုတန်းနဲ့ပါလာတဲ့သူတွေများတဲ့အတွက်ရှေ့တန်းတွေမှာထွက်ပြေးတဲ့သူတွေများတယ်လို့ဒီမော့ဆိုစစ်ကြောင်းကနေထွက်ပြေးလာတဲ့စစ်ကော်မရှင်တပ်သားတယောက်ကပြောပါတယ်။ ။တရားရသွားတဲ့လူတွေကြတော့ကျွန်တော်တို့မိနစ်40လောက်ကြာရင်ပြသလို့သူတို့ကောင်းမလားမချင်းကျွန်တော်ပတ်တီစီပေးတာတို့ဟောလုပ်ပြီးအနားနှက်တာဟိုပတ်တီစီပြီးအားထိန်တာပြီးအဲဒီကျွန်တော်တရားနေက view ကားလာလို့ရှိရင် view ကားပေါ်တင်ပြရတယ်ကျွန်တော်တို့လောက်ကတော့ဒီလောက်ပဲပြ။ဘူးပြဲမှာကြတော့ဒီကျွန်တော်ရဲဘော်တွေမြုပ်သွားတာဒီလမ်းမင်းတွေမြုပ်သွားတာပြကြတော့ရဲဘော်တွေကြတော့ဒီစက်တွေပြကျွန်တော်တို့ဒီ view မှာမြုပ်တယ်ပြ view ကလာကုန်ပြီမြုပ်တယ် အင်းကိုအင်းကိုဆက်သွယ်ပြီးမှလည်းသူတို့ပြောတယ်ပြောရှုပ်ကြတယ်ဆက်သွယ်ဘယ်နည်းများရဲ့ရှိတယ်ပြောကြပါလေလူကြီးကမိသားစုဒါကတော့ Greeny Shan တောင်နယ်ဆက်ဖေခုံမြို့နယ်ကိုထိုးစစ်ဆင်လာတဲ့စစ်ကော်မရှင်နဲ့ PNU ပူးပေါင်းတပ်တွေကမြောက်စလုံးကျွော်ကိုမီးရှို့နေတာပါရွာကန်တွေကတော့မနစ်သေးကကယ်ဆယ်ရေးသမားတွေကယ်ထုတ်ပြီးသားမှုကျွော်အများစုကတော့လူတွေမနေကြတော့ပါဘူးနေအိမ်တွေမီးရှို့ခံရတဲ့အပြင်လက်နက်ကြီးနဲ့ drone တိုက်ခိုက်မှုတွေဟာအရသာပြစ်မှတ်တွေပေါ်ပြစ်မှတ်ထားတိုက်ခိုက်နေတာပါ အဲ့ဒါဖေကုံနောက်ဆန်းချန်ပြောမှာပေါ့အဲဖေကုံနဲ့လက်တင်ကြားပေါ့အကရွာတွေပေါ့သူတို့စစ်ကြောင်းထိုးมาလေကျွန်တော်ဟိုးစာပေါ့ပြောမယ်ဆိုရင်တော့ကျွန်တော်တို့ဟိုတစ်ခါသထုတ်သေးတယ်ဟောအဲ့ဒါအကုန်မဲကျွန်တော်တို့ထုတ်လာတော့ကုန်ပြီထုတ်လာတော့အချိန်တော့အခုတော့သူတို့ရောက်နေတာပေါ့ ီဇင်ဘာလမှာလုံမဲ့ရွေးကောက်ပွဲအတွက်ပြီးခဲ့တဲ့ဩဂုတ်လတည်းကခရီးပြည်နယ်တဲကိုစစ်ကော်မရှင်ဘက်ကအင်အားအလုံးရင်းနဲ့ထိုးစစ်ဆင်နေတာဖြစ်ပြီးဒီမော့ဆိုဖရူဆိုဘောလခဲကားလမ်းမကြီးတဝိုက်မှာလည်းစည်ရေးလှုပ်ရှားမှုတွေရှိနေတဲ့အတွက်ဒေသခံပြည်သူတွေအနေနဲ့တိုက်ပွဲတွေဖြစ်တဲ့နေရာတွေကိုမလိုအပ်ဘဲခီးမသွားကြဖို့နဲ့စည်ရေးအသည့်နဲ့လုံခြုံရေးတတိရှိကြဖို့အတွက်ခရီးအမျိုးသားကာကွယ်ရေးတပ်ကတိုက်တွန်းနှိုးဆော်ထားပါတယ်ခင်ဗျာကျွန်တော်မော်ရစ်ပါ TV ဥမြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားကြရပါကျမတို့ဖူးအီအီနဲ့ပါကြီးစုနာဆင်ပေးကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်